င်္ဂလာပါခင်ဗျာ။နိုဝင်ဘာလ24ရက်နေ့ရွှေရံကုန်ရဲ့တိမက်ဖော်ရသတင်းကဘာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ American ရဲ့စစ်ပွဲရဆက်ရေးအစိုးပြုချက်ရုရှားသမ္မတထောက်ခံဆိုတဲ့သတင်းပဲဖြစ်ပါရစေ။ယူကရိန်းစစ်ပွဲရဆက်ရေးအတွက်အချက်28ချက်ပါ American သမ္မတ Trump ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုရုရှားသမ္မတ Vladimir Putin ကထောက်ခံကြောင်းပြောကြားလိုက်တာကို Reuters သတင်းဌာနကဖော်ပြထားပါရစေ။ဒီစီစဉ်ဟာပြည်သက်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်အခြေခံအုတ်မြစ်ဖြစ်လာနိုင်တယ်လို့သမ္မတပူတင်ကပြောပါရယ် ဒီ28ချက်ငြိမ်းချမ်းရေးအစီအစဉ်တဲမှာယူကရိန်းတပ်မတော်ကိုအင်အားစစ်သည်6သိန်းအထိကန့်သတ်ဖို့ခရိုင်းမီးယားလူဟတ်နဲ့ဒိုဇင်တပ်ဒေသတွေကိုအမေရိကန်အပါဝင်ရုရှားပိုင်တဲ့အဖြစ်တိမှတ်ပြုဖို့ယူကရိန်းကိုဥရောပအဖွဲ့ဝင်အဖြစ်ရှိစေဖို့စတာတွေပါဝင်ပါတယ်ဒီအစီအစဉ်အတွက်ယူကရိန်းအနေနဲ့လာမယ့်နိုဝင်ဘာလ29ရက်နေ့ကျေးဇူးတော်နေ့မှာတင့်လျော်တဲ့နောက်ဆုံးအနေနဲ့အကြောင်းပြန်ဖို့ထရန့်ကသတ်မှတ်ထားပါတယ် ယူကရိန်းသမ္မတဇလန်စကီကသူ့နိုင်ငံဟာတမိုင်းမှာအခက်အခဲဆုံးအချိန်တစ်ခုနဲ့ရင်ဆိုင်နေရပြီးဝါရှင်တန်ရဲ့အဆိုပြုချက်တွေကိုအကောင့်တယ်ဖော်ဖို့တွန်းအားပေးမှုကြောင့်အမေရိကန်ကိုအဓိကမိတ်ဖက်ဖြစ်ကနေဆုံးရှုံးမဲ့အန္တရာယ်ရှိနေကြောင်းလဲပြောကြားတယ်လို့ဆိုပါရယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဗင်နီဇွဲလားမှာလှေဝက်စစ်စင်ရေးစတင်ရန်အမေရိကန်ကရည်ရွယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုဟာဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုအစိုးရကိုဖြုတ်ချရန်အတွက်လျှို့ဝှက်စစ်စင်ရေးများအပါအဝင်ဖိအားပေးမှု အဆင့်အစ်တရက်ကိုစတင်တော့မှာဖြစ်ကြောင်းအမေရိကန်အစိုးရအုပ်ချုပ်ရေးပိုင်းမှသတင်းရင်းမြစ်များကိုကိုးကား၍ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီစစ်စင်ရေးကိုစတင်ရန်ဆုံးဖြတ်ချက်ကိုလာမယ့်ရက်ပိုင်းအတွင်းမှာစတင်မှာဖြစ်ကြောင်းသတင်းဌာနကဖော်ပြထားပါတယ်။အမေရိကန်ဟာဗီနီဇွဲလားအာဏာပိုင်များအပေါ်ဖိအားပေးမှုတိုးမြှင့်ရန်ယူရတယ်လို့ရိုက်တာကဆိုထားပါတယ်။ ရင်းလျောဝဆစ်စင်ရေးများဟာဗင်နီဇွဲလားခေါင်းဆောင်အာဆန့်ကျင်သည့်အစီအမံသင်များရဲ့ပထမဆုံးအစ်စ်ဖြစ်လာမည်ဖြစ်ရာအခြားအရာများအနက်မာရူရိုကိုဖြုတ်ချရန်ကြိုးပမ်းခြင်းလည်းပါဝင်တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဒုတိယအမြန်ဆုံးမလေးရှားနိုင်ငံဖြစ်လာဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းများရဲ့ခန့်မှန်းချက်များအရမလေးရှားနိုင်ငံဟာအရှိတောင်အာရှစီးပွားရေးဖွံ့ဖြိုးမှုနှုန်းဒုတိယအမြင့်ဆုံးနိုင်ငံအဖြစ်ရောက်ရှိလာတော့မှာဖြစ်ကြောင်း နိုဝင်ဘာလ22ရက်နေ့သတင်းများမှရေးသားဖော်ပြကြပါရယ်မလေးရှားနိုင်ငံဟာ2025ခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ၄ဒသမ၂ရာခိုင်နှုန်းမှ၅ရာခိုင်နှုန်းအထိမြင့်တက်လာမှာဖြစ်ကြောင်းဗီဒီနိုင်ငံအခြေစိုက် ASBC ဘဏ်၏နိုင်ငံတကာရင်းနှီးမှုသုတေသရဌာနကခန့်မှန်းထားပါရယ်လက်ရှိအခြေအနေအရမလေးရှားနိုင်ငံဟာ BNN နိုင်ငံပြည်လျင်အရှိတောင်အာရှရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဒုတိယအမြန်ဆုံးနိုင်ငံအဖြစ်အင်ဒိုနီးရှားနိုင်ငံနဲ့ပူးတွဲရယူနိုင်မှာဖြစ်ကြောင်းအထက်ပါအစီရင်ခံစာမှာဖော်ပြထားပါရယ်ခင်ဗျာ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ရိုင်မှာရေကြီးလို့လူတွေထောင်ထဲချပြီးရွှေပြောင်းနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံတောင်ပိုင်းအဆက်ဆုံခလားပြည်နယ်ဟတ်ရိုင်မြို့မှာမနေ့ကနိုဝင်ဘာလ22ရက်နေ့ကလေးကမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်ဒီနေ့ထိရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်နိုဝင်ဘာလ23ရက်နေ့မနေ့ထိရေတွေထက်တက်လာပါတယ်အိမ်အောက်ထပ်တစ်ထပ်လုံးမြုပ်သွားပြီလို့ဟတ်ရိုင်မှာနေတဲ့မြန်မာတအူးကပြောကြားသတင်းများကဖော်ပြပါတယ်ခင်ဗျာ